တကယ်တော့ចောင်းမုံတို့ကចောင်းသားတွေစူပေါင်းပြီးစစ်ဘေးဒုက္ခရောက်နေတဲ့ရှမ်းပြည်နယ်နဲ့ကချင်းပြည်နယ်ဒေသကပြည်သူတွေကိုကူညီပေးနိုင်ဖို့မကွေးမြို့ကန္နလန်ကြောက်သားဥယျာဉ်မှာတနင်္ဂနွေနေ့ညနေပိုင်းကတချင်းတန်ချက်တွေနဲ့ဖြိုးပြပြီးအမှုငွေကောက်ခံခဲ့ပါတယ်။ဒါဒါဒါဖုန်းတို့ပါလို့ ရလာတဲ့အလူငွေတွေကိုစစ်ဘေးတစ်ခွာရောက်နေတဲ့ဒေသတွေကိုသွားရောက်ကူညီပေးမှဖြစ်ပါတယ်။တိုင်းရင်းသားချင်းချင်းစစ်ပွဲတွေဖြစ်နေကြတာဟာသွေးစည်းညင်ညွတ်မှုကိုပြပြစေလို့စစ်ပွဲတွေရပ်တန့်သွားအောင်တတ်နိုင်တဲ့ဘက်ကလည်းဝိုင်းဝန်းကူညီကြဖို့လိုတယ်လို့ပြောပါတယ်။ဟုတ်ကဲ့တကယ်တော့ပြည်ရင်းစစ်တေးဆိုတာတကယ်တိုင်းရင်းသားအချင်းချင်းဆိုတော့မဖြစ်သင့်ပါဘူး။ကျမတို့တိုင်းရင်းသား တိုင်းရင်းသားအချင်းချင်းကတကယ်တော့သွေးစီးနေရမယ့်အချိန်မှနေချင်ရအခုလိုမျိုးပြည်ရင်းစစ်တရားမဖြစ်တင်မအောင်တက်နိုင်တဲ့ဘက်ကလည်းဒီပြည်ရင်းစစ်တရားရပ်သွားအောင်လို့တက်နိုင်တဲ့ဘက်ကကျွန်တော်ဝိုင်းဝန်းကူညီဖို့ဆန္ဒရှိပါတယ်။ကူညီလဲကူညီချင်ပါတယ်ရှင့်။ဒီလိုစစ်ပွဲတွေဖြစ်ပွားတာဟာဒေသတွင်းကကလေးငယ်တွေရဲ့ပညာရေးကိုထိခိုက်စေတယ်လို့ပြောပါတယ်။နိုင်ငံတကာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအစဉ်တန်းကိုပညာရေးနဲ့ဆုံးဖြတ်တာဖြစ်လို့စစ်ပြည်ရာဒေသကအကြောင်းတွေပြထားရတာကိုမလိုလားဘူးလို့လည်းပြောပါတယ် ိုင်ငံတနိုင်ငံရဲ့ပညာရေးနိုင်ငံတိုင်းအဆင့်အဆင့်အတန်းကိုကြည့်မယ်ဆိုလို့ရှိရင်ပညာရေးကိုအရင်ကြည့်မှာပါကျမတို့ပညာရေးအဆင့်အတန်းမြန်မာမှာနိုင်ငံရဲ့အဆင့်အတန်းမြန်မာမှာဖြစ်ပါတယ်အဲ့ဒီအတွက်ပညာရေးကိုအထူးကူစိုက်စီချင်ပါတယ်အခုလိုမျိုးကျမတို့ဘက်ကကလေးငယ်တွေစာမသင်ရမျိုးစာသင်ကျောင်းတွေပိတ်ထားရမျိုးအရန်နဲ့နာပါ ဖြစ်တင်ပါအောင်အဲ့ဒီအတွက်စာသင်ခန်းတွေပိတ်ထားတာမျိုးလုံးဝမလိုချင်ပါဘူးကျွန်တော်တို့ကလေးငယ်တွေစာပြန်ပြီးတော့သင်ကြားတာလည်းလိုချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကလေးငယ်ဖြစ်တဲ့အတွက်ဒီမှာနိုင်ငံတာဝန်တွေကိုအများကြီးထမ်းဆောင်မဲ့သူဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့နိုင်ငံတကာနိုင်ငံပညာရေးကအရေးအကြီးကြီးပါတယ်။ခါသင်ကျောင်းတွေလည်းပြန်ဖွင့်စေချင်ပါတယ်ရှင်။လက်တလို့ပညာရေးကစာသင်ကြားတာတွေမှာပြည်ထောင်စုစိတ်သက်ဆိုတာကိုထည့်သွင်းသင်ကြားပေးတာတွေအားနည်းခဲ့တယ်လို့ပြောပါတယ်။ဒီလိုပြည်ထောင်စုစိတ်တွေဖြစ်ပွားနေတာကလည်း တိုင်းပြည်တစ်ခုရဲ့ပြောင်းလဲတဲ့အရွေ့မှာအနောက်ရှေ့အဟန္တာတွေဖြစ်နေရတယ်လို့ပြောပါတယ်မြန်မာပြည်မှာရှိတဲ့နေရာဒေသရှမ်းပြည်နယ်ကချင်းပြည်နယ်မှာထိုးစစ်တွေဖြစ်နေတာဟာလုံးဝမဖြစ်တဲ့အနေထားပါလက်ရှိမှာဆိုရင်ကျွန်တော်ဒီတိုင်းပြည်ရဲ့အရေးကြီးတဲ့အရေးကြီးမှာအပြိုင်နဲ့တည်းအနောက်ရှေ့အဟန္တာတစ်ခုတစ်ခွဲဖြစ်နေတာကိုတွေ့ရပါတယ်အဲ့လိုမျိုးအဖြစ်အပျက်ကြီးကိုကျွန်တော်အနေနဲ့ကတော့လုံးဝစိတ်မကောင်းပါဘူးဒီလိုဖြစ်နေတဲ့အပေါ်မှာကျွန်တော်အကြောင်းသားအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ဟာအနာဂတ်မှာကျွန်တော်နိုင်ငံမှာ ဖက်ဒရယ်နိုင်ငံအဖြစ်ကောင်းမွန်သောဒီမိုကရေစီကိုပြည်သူများလက်ခံတဲ့အစိုးရနဲ့အုပ်ချုပ်နေတဲ့စနစ်ဖြစ်ကိုကျွန်တော်တို့ပုံဖော်သွားခြင်းနဲ့ပုံဖော်သွားခြင်းနဲ့အခါမှာဒီလိုမျိုးဖြစ်နေတဲ့အပေါ်မှာကျွန်တော်ကြောင်းသားတွေနဲ့လုံးဝဒီထဲမှာစိတ်မချမ်းမြေ့ဘူးဒီကြောင့်မလို့ကျွန်တော်တို့ကြောင်းသားတွေနဲ့တက်နိုင်တဲ့ဘက်ကနေပြီးတော့လက်ရှိဖြစ်ပေါ်နေတဲ့ဒီနေရာဒေသတွေမှာတွားရောက်ကူညီဖို့တရားလုပ်လုပ်နေတာဖြစ်ပါတယ်စပီးတုတ်ကရောက်တဲ့ပြည်သူတွေကိုအကူအညီပေးနိုင်ဖို့အတွက်မကွေးတက္ကသိုလ်ကျောင်းပေါင်းဆောင်ကကျောင်းသားတွေဟာလူစီကားတဲ့နေရာတွေမှာသုံးရတန်းတန်းညနေတဲ့အလူခံပြီးရလာတဲ့ငွေကြေးတွေကို စစ်ဘေးဒုက္ခရောက်နေလူစီသွားရအလှူပေးမယ်လို့သိရပါတယ်ခင်ဗျာ